စစ်တပ်၏ရွေးကောက်ပွဲကိုဥရောပသမဂ္ဂကအတိမတ်မပြုဘဲပယ်ချလိုက်ပြီးသမရဦးဝင်းမြင့်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုလွှတ်ရန်တောင်းဆိုတဲ့ဆွေးနွေးပွဲကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။အချမ်းဖတ်စစ်တပ်၏ရွေးကောက်ပွဲကိုဥရောပသမဂ္ဂကအတိမတ်မပြုဘဲပယ်ချလိုက်ပြီးသမရဦးဝင်းမြင့်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုလွှတ်ပေးရန်ဥရောပပါလီမန်ကတောင်းဆိုလိုက်ပါတယ်။ စစ်တပ်ကလာမယ့်ဒီဇင်ဘာလနဲ့ဇန်နဝါရီအတွင်းတပတ်သက်စီစဉ်ထားသည့်တရားမဝင်ရွေးကောက်ပွဲများကိုပယ်ချကြောင်းရှင်းလင်းသောဒီမိုကရေစီစံနှုန်းများနှင့်အခြေခံလွတ်လပ်ခွင့်များခင်မဲ့ခြင်း၊မဲပေးရန်မဖြစ်နိုင်သောအခြေအနေများဆက်လက်ဖြစ်ပေါ်နေသောနှိမ့်ဆက်ဖိနှိပ်မှုအစုလိုက်ပြုံလိုက်နေရာရွှေ့ပြောင်းခံရမှုနှင့်နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများလုံးဝမရှိခြင်းတို့ကြောင့်စစ်အာဏာရှင်အဖွဲ့လက်ရှိလှုပ်ဆောင်ချက်များမှတရားမဝင်ကြောင်းဥရောပ သမကပါလီမန်ကကြေညာပါတယ်။ရွှေကောက်ဘွဲကစစ်အာဏာသိမ်းမှုကိုတရားဝင်မှုဖန်တီးရန်စစ်အာဏာရှင်အဖွဲ့လှည့်ပြမှုကိုဖော်ပြနေကြောင်းအပြည်ဆိုင်ရာတရားဝင်မှုအာဏာကိုပြန်လည်ယူဆောင်ရန်နှင့်တရားဝင်ရွှေကောက်ခန့်အယက်သားအစိုးရကိုပြန်လည်ထူထောင်ရန်လိုအပ်ကြောင်းထို့ကြောင့်စစ်တပ်၏တရားမဝင်ရွှေကောက်ဘွဲများကိုဖိတ်ချကြောင်းဥရောပသမကပါလီမန်ကဆိုပါတယ်။ နိုင်ငံရေးနဲ့လူမှုရေးဖိနှိပ်မှုများထင်ရှားစွာကျူးလွန်နေသည့်နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေနှင့်မျိုးစုံသောရွေးကောက်ပွဲများဆိုင်ရာဥပဒေကိုဖြစ်တည်ရှုံချလိုက်ပြီးပြည်내ရုပ်သိမ်းညံဥရောပသမဂ္ဂကတောင်းဆိုပါရယ်ရှင်းပြင်သမရဥဝင်းမြင့်နဲ့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်မတရားဆွဲဆိုထားသောသို့မဟုတ်နိုင်ငံရေးရည်ရွယ်ချက်ဖြင့်ဆွဲဆိုထားသောဆွဆွဲချက်များဖြင့်အချင်းချခံထားရသည့်ရွေးကောက်ခံအရာရှိများနှင့်ခေါင်းဆောင်များအလုံးကိုချက်ချင်းနှင့်အခြေအနေမရှိဘဲလွှတ်ပေးရန်တောင်းဆိုပါရယ် ဥရောပသမဂ္ဂအနေဖြင့်တရားဝင်ရွေးကောက်ခံကိုယ်စားလှယ်များဖြစ်သောအမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့်၎င်းတို့ကိုထောက်ခံသောပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH အဖွဲ့တို့ကိုအသိအမှတ်ပြုထားကြောင်းထလောင်းကြေညာလိုက်ပါတယ်။အကြံဖတ်မှုကျူးလွန်သူများကိုတရားဥပဒေအရစစ်ဆေးအရေးယူနိုင်ရေးအတွက်စစ်တပ်နှင့်ကျူးလွန်ခဲ့သည့်ကြီးလေးသောချိုးဖောက်မှုများအလုံးကိုလွတ်လပ်သောခိုင်မာသောနှင့်ဖွင့်လင်းမြင့်သာသောစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်တောင်းဆိုကြောင်း ဆီအာနာရှင်အဖွဲ့ဤမြန်မာပြည်သူများအပေါ်ဆက်လက်ကျူးလွန်နေသောအကြမ်းဖက်မှုများနှင့်အစုလိုက်အပြုံလိုက်နေရာရွှေ့ပြောင်းနေထိုင်မှုတို့ကိုဖြစ်တင်ရှုတ်ချကြောင်းဥရောပသမဂ္ဂကကြေညာထားပါတယ်။ဆက်လက်ပြီးတိတိမျိုးအဝင်ကစစ်ကောင်စီတပ်ကိုချင်းညီနောင်သိမ်းပိုင်၃ဘတ်အချိုနှင့်လက်နက်ခရမ်းများသိမ်းစီရရှိတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ချင်းပြည်နယ်တိတိမျိုးအဖွဲ့ချိုးစိုးပါဤဆိုင်ပုတ်အနီးတက်ဆွဲထားသောစစ်ကောင်စီတက်စခန်းကိုချင်းညီနောင်အဖွဲ့ကနိုဝင်ဘာလ22ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ချင်းကြီးနောင်အဖွဲ့ဝင် PDF ဆိုလမ်းမှယနေ့ထုတ်ပြန်ပါတယ်။တိတိမ်မျိုးအဝင်ကစစ်ကောင်စီတပ်စခန်းကိုဂျမနီနိုဝင်ဘာလ28ရက်နနက်8နာရီကစပြီးချင်းကြီးနောင်အဖွဲ့ကတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။တပ်ဖွဲ့ဝင်များအထိခိုက်မရှိပေစစ်ကောင်စီတပ်စခန်းကိုတိုက်ထုတ်ကောင်းတိတိမ်မျိုးအဝင်ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်းနှင့်စစ်တုံးမှအချုပ်ဖမ်းဆီးရမိကနနက်ခရမ်းများလည်းတင်စီရမိခဲ့သည်ဟုချင်းကြီးနောင်ကဆိုပါတယ်။ ဒီတိမ်မျိုးအဝင်တွင်စစ်ကောင်စီ၏ခလာရ269တရက်မှတပ်ဖွဲ့ဝင်များတက်ဆွဲနေကြခြင်းဖြစ်ပါသည်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှဒီတိမ်မျိုး၏လူအဝင်ထွက်ကိုထိန်းချုပ်ရန်ကြိုးပမ်းနေခြင်းဖြစ်သောကြောင့်ချင်းညီနောင်တပ်ဖွဲ့ဝင်များမှတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ရွှေကောက်ပွဲတွင်စစ်ကောင်စီသည်ဒီတိမ်မျိုးနှင့်ဖလန်းမျိုးတို့ကိုပြန်လည်သိမ်းပိုက်ရန်ထိုးစစ်ဆင်ကြိုးပမ်းနေခြင်းဖြစ်ပြီးသို့တော်လည်းချင်းညီနောင်အဖွဲ့နှင့်ချင်းလန်းကောင်စီတို့ပြန်လည်တိုက်ခိုက်မှုကြောင့်ရှေ့ဆက်မတိုးနိုင်ကြောင်းသိရပါသည် ဆက်လက်ပြီးရွှေဘုံမှစစ်ကော်မရှင်တပ်ဖွဲ့ကပြစ်ခတ်တဲ့လက်နက်ကြီးပုံစထိမှတ်လို့အမျိုးသမီးတအုပ်သေးဆုံးနေဆွေတဲ့ရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။သကိုင်းတိုင်းရွှေဘုံမြို့နယ်အောက်ချမ်းသာကြီးရွာမှစစ်ကော်မရှင်တပ် ြစ်တဲ့လက်နက်ကြီးဘုံသီးစထိမှန်လို့အမျိုးသမီးတအူးသေဆုံးခဲ့တယ်လို့မျိုးနယ်ပါကဖအဖွဲ့ထံကသိရပါတယ်။နိုဝင်ဘာ28ရက်ရမန်နီနေ့လယ်2နာရီခန့်မှာရွှေဘုံမြို့တောင်ပတ်အထွတ်မုတ်ဦးအနီးအထိုင်ချထားတဲ့စစ်ကော်မရှင်တပ်စစ်စေးရေးဂိတ်ကနေလက်နက်ကြီးတွေနဲ့စီတော်ကြီးပါကိုနှလုံးအောင်ချမ်းသာကြီးပါကိုနှလုံးပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။လောလောဆယ်တော့တိုက်ပွဲမဖြစ်ဘူး။စိုင်းနိုင်လေးဘက်ကိုရှောင်းနေတာ၃ရက်ရှိပြီဆိုတော့သွားကြိုကြတာကိုပဝင်းချင်းကရွှာတွေကိုရန်တန့်ပစ်ကြတာ။ ထိခိုက်သေးဆုံးတာကအောင်ချမ်းသာရွာတဲ့ကြတဲ့အလုံးမှထီတာဇီတော်ရွာကမထီဘူးရွာခါထားရလို့ရွှေဘုံမြို့နယ်ပါကဖသတင်းတောင်ဝင်ကန်ကသတင်းဌာနကိုပြောကြားပါတယ်စစ်ကော်မရှင်ဖြစ်ခတ်တဲ့လက်နက်ကြီးကအောင်ချမ်းသာရွာလမ်းပေါ်ကြားရောက်ပောက်ခွဲခဲ့တာကြောင့်အသက်50ကျော်အရွယ်ဒေါ်သိန်းထေးမှာဘုံစားထိမှန်တည်ဆုံးပြီးအသက်23နှစ်လူငယ်အမျိုးသားတအူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်လက်နက်ကြီးကြားရောက်ပောက်ခွဲတာကြောင့်အင်ဂျီ400ကျော်ရှိတဲ့အောင်ချမ်းသာကြီးရွာတွေကပြည်သူတထောင်ကျော်ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ် နိုဝင်ဘာ20ရက်ကလည်းရွှေဘုံမြို့နယ်နှောပင်ကြီးပွားကိုစစ်ကောင်မရှင်းတက်စစ်ကြောင်းကမီးရှို့ခဲ့လို့အင်ဂျင်20ထက်မနည်းမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ခေတ္တမန္တလေးသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွင်မှလည်းသတင်းတူများတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။